ောင်းနှင့်ပြည့်စုံကြပါစေရှင်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်ဆရာတော်ဓမ္မဘေဒီအရှင်ဝရိယတောင်စွန်းရေးသားတော်မူခဲ့တဲ့လောကကျက်တည်ရေးစာအုပ်ရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်ကောင်းငင်လုံးပြန့်နှံ့သွားစေတဲ့တိမ်တိုက်ကလေးများသူတော်မဒုက္ခရောက်နေတာတွေကြားရတော့အများနည်းတူကူညီချင်တာပေါ့လောကကျိုးတာနာကျိုးတွေကိုလည်းတည်ပိုးချင်တာပေါ့ ဒါပေမဲ့တနေ့လုံးမှတနေ့စားရတာဆိုတော့သိတဲ့အတိုင်းပဲအချိန်ကမရဘူးတို့ပစ္စည်းဝိထုက မပြေစုံဘူးတို့သူများလိုလူသာဓုခေါ်နတ်သာဓုခေါ်ဖြစ်အောင်လုံနိုင်ဖို့ကမလွယ်ဘူးတို့စားတဲ့စင်ကြေတွေကို ကြားလိုက်ရတိုင်းအငယ်ကလေးကဒီနေ့အထိအကျဉ်းရနေအောင်အမေက ဆုံးမခဲ့တာကလေးတွေကိုရင်ဘွားကရွာเจ้าမှာအတူတွဲကြုံနေထိုင်ခဲ့ရဘူးတဲ့ကပ္ပိယကြီးဥဖိုးနှုတ်ရဲ့ ကိုသတိရမိပါတယ်မိမိတို့အထိုက်လျောက်နားလည်မှတ်သားတက်လောက်တဲ့အရွယ်ကားစပြီး အမေအဖေတို့ကဩဃာတဣတိပိတန်ဖို့တွေစတဲ့ဖျားရှိခိုးလေးတွေ သင်ပေးတယ်အဖေကတော့ပုံမြင်တွေဇန်တိဘတ်ဆိုတာတွေကိုစိတ်ဝင်စားအောင်ပြောပြပေးပါတယ် တခါတော့ရွာလေလမ်းမကြီးမှာ ပြေးလွှားဆော့ကစားရင်ဝက်ချမ်းစိတ်တစ်ခုနဲ့ခြိမောက်ခွာကြထိုးမိပြီးသွေးတွေလည်းထွက် နားလည်းနာတော့ရှုံ့မဲ့ပြီးအမေစီပြေးသွားခဲ့တယ်ထုံးစံအတိုင်းပဲအမေကချော့မော့ပြီးသွေးတွေကိုရေနဲ့ဆေးအထဲကညှောင်စာတွေကိုကုံအောင်ဖယ်ရှားပေးပြီးတော့ဗီးဆက်ရွက်ဆိုတာကိုကြိတ်ချေတိတ်ပေးပါတယ်ညကြတော့အမေကငါသာအခုလိုညှောင်နေပါတယ်မဆူးစေချင်ရင်လေလမ်းသွားတဲ့အခါ လမ်းပေါ်မှာတွေ့တဲ့စူးခတ်တွေအချွန်အတက်တွေတန်းတိုးတန်းစားတွေတွေ့ရင်ဘေးလွရောက်ရောက်ဖယ်ရှားပစ်ခဲ့ရတယ်အဲ့ဒါလို့လို့ရင်ငါသားဘယ်တော့မှ ခလုံးမထီစူးမညိဘူးငွေဘွားကင်းမဘေးတွေခြောက်ကဘာဘေးတွေနဲ့ဘယ်တော့မှမတွေ့ဘူးကြားလားအဲ့ဒါတသက်လုံးမြင်းမြတ်မှတ်ထားနော်ဒါလို့ဆုံးမပါတယ်တခါတလေကျောင်းကပြန်လာတဲ့အခါအမေဒီနေ့သားလမ်းမှာစူးလဲပေါ်ကကြကြံခဲ့တဲ့စူးခတ်တွေကို ခရိုးတဲ့ရောင်ဖယ်ပစ်ခဲ့တယ်တို့ဒီနေ့လမ်းမှာတွေ့ခဲ့ရတဲ့ဝချုံမိုင်းကြီးကိုခြုံနေရအောင်လွှတ်ပစ်ခဲ့တယ်တို့ဆိုတဲ့စကားမြင်မြကြရရင်အမေကအမေငါသားလေးကလိမ္မာလိုက်တာဟဲ့တာဒုတော်တာဒုငါသားလေးတသက်လုံးခလုံးမထီအဆူမကြီးပါစေနဲ့လာမဲ့ဘေးဝေးပါစေတော့ဆိုပြီးတော့ကြည်ကြည်နက်နက်ကြီးစုပေးလေးရှိပါတယ် ဘာရင်မဟုတ်ပါဘူးအမေမျက်နှာရှင်းရှင်းဆာဆာကြီးပြုံးပြီးစုပေးလိုက်တာကိုပဲအေယာမစုထူးလက်ထူးကြီးကိုရားလိုက်တယ်လို့ဝမ်းသာခဲ့မိပါတယ်အဲ့ဒီကလေးကအကျဉ်းရလာတာအခုဒီလေတခါတလေတောင်စွန်းကို ပြန်တဲ့လမ်းမှာလမ်းပေါ်မှာကြောက်ကားကြီးတွေကကြားကြံနေတယ်ကြောက်တုံးကြီးကြီးတွေတွေ့လို့ကားသမားကကြွေပြီးမောင်းမယ်လို့ရင်ဟာခဏရက်ပါအောင်ဟာဆိုပြီးတော့ ကြောက်တုံးကိုလမ်းပေးရအောင်ဖယ်ရှားခဲ့ဖြစ်တယ်။အဲ့ဒီလိုလုံပြီးတဲ့အခါတိုင်းအမေသာမြင်လိုက်နိုင်ရင်တော့ဟိုတုံးကလိုတာရုခေါ်ပြီးစုရည်များပေးအောင်နေမလားလို့အောက်မေ့ပြီးကိုအတွင်းနဲ့ကို ပြုံးလိုက်မိသေးတယ်။မှတ်မိသေးတယ်။တခါကတခြားရွာအလူကိုဆရာတော်ကြွလို့နောက်ပါအကြောင်းသားဖြစ်လိုက်သွားရတာ။နေခင်းပိုင်းမှာရွာထဲကမန်တက်ကိုဆရာတော်တွေကြွတဲ့အခါရှေးကမောင်းသွားတဲ့စူးလဲပေါ်က ကြကြံရစ်တဲ့စုခက်တွေကိုမိမိက ပြေးကောက်ထည့်ပြီးအဝေးကိုဖယ်ရှားပြတော့မိမိတို့ဆရာတော်နဲ့ရင်းနှီးတဲ့ဆရာတော်ကြီးတစ်ပါးကအမ်မာဥယင်ဖုန်ကြီးចောင်းသားကတဲဟုတ်ပါလားဟဲ့ဖုန်ကြီးចောင်းသားဆိုတော့ဒီလိုလိမ္မာမှာပေါ့ကွာလို့လိုက်လိုက်လဲလဲပြောပါတယ်မိမိတို့ဆရာတော်ကလည်းသဘောတွေကြပြီးပြုံးနေပါတယ်ចောင်းပြန်ရောက်တဲ့ညဖះဝစ်တက်ပြီးတဲ့အခါဆရာတော်က ကျောင်းသားကိုရင်အားလုံးကိုဒီအကြောင်းပြောပြပြီးအားလုံးအတူယူဖို့ဆုံးမပါတယ်ပြီးတော့မှအေးအခုလိုအများသူငါသွားတဲ့လမ်းတို့ရေရင်ရေကန်ရေအိုးစင်တို့အရေးတစ်ပင်တို့ဆိုတာတတဝအားလုံးနဲ့သက်ဆိုင်တာဖြစ်လို့မဟာတန်ကြီးကားလို့ခေါ်တယ်ရဟန်းတန်ဃာတို့နဲ့သာဆိုင်တဲ့ရိုးရိုးတန်ကြီးကားထက်ကျယ်ပြန့်တယ်အဲ့လိုနေရာမျိုးတွေကိုဖျက်ဆီးရင်လည်း ရိုးရိုးတန်ခိကကိုဖျက်ဆီးတာထက်တောင်အပြစ်ကြီးတယ်ဒီလိုနေရာတွေကိုကောင်းအောင်ပြုရင်လေရိုးရိုးတန်ခိကကုသိုလ်ထက် အကျိုးကြီးတယ်ဆိုပြီးဆုံးမပါတယ်ဆရာသမားရဲ့အဲ့ဒီအဆုံးမကြောင့်လေဒီနေ့အထိလမ်းဆောင်လမ်းကွာမှာရေအိုးစင်တဲတာတို့အရေးရသစ်ပင်စိုက်ပျိုးတာတို့လည်းအကျဉ်းရပြီးဝါသနာပါနေခဲ့ပါတယ်ငငယ်တုန်းကအเจ้าမှာဥနှုတ်ဆိုတဲ့ကပိယကြီးတယောက်ရှိတယ် အားလုံးကတော့ဘိုးလေးနှုတ်လို့ခေါ်ကြပါတယ်။သူကမျက်စိမမြင်ဘူး။မွေးရင်းပါတော့မဟုတ်ဘူး။တော်တော်ကြီးမှမျက်စိကို စပန်းနံခတ်မိရာကနေဆေးမိတို့နဲ့ဖြစ်ကြတဲ့ဆန်းကူရင်ကွယ်သွားတာလို့ပြောပါတယ်။တောတဲ့တောင်နဲ့မသွားနိုင်တော့အိမ်မှာပဲဆေးရုံအငှားထုပြီးချိုးချိုးတက်တက်အသက်မွေးရတာပေါ့။ ဥပုပ်သတင်းလေးတွေမှာတော့ကျောင်းကိုဥပုံဆောင်မှန်မှန်ရောက်တယ်အသက်80နီးပါးလောက်ရောက်တော့အလုံးလဲမလုံးနိုင်ဘူးတာသမီတွေကလည်းလက်လုံးလက်စားတွေဆိုတော့မိခိုသူတယောက်အပေါ်ကျွေးထားရတော့ကိုပဲခက်ခဲနေပုံရတယ်ဒါနဲ့ဆရာတော်ကကျောင်းမှာကပ္ပိယဖြစ်နေဖို့ခေါ်ထားတာပါ ဆရာတော်ကသူ့အတွက်မီတင်းကုတ်ခေါင်းရင်းနဲ့တဆက်သေးကွက်ပြက်ကလေးတတ်တရရဲ့လေးလုံးမိုးလုံးနဲ့လှုပ်ထားပေးပြီးနေစေပါတယ်ညနေရောက်ရင် ကိုရင်ကြီးတွေကရင်ွေးကြိုတဲ့ခရရဲမှာရေအပြည့်ထည့်ထားပေးပြီးမီးဘိုနာမှာမီးပြိုးစရာထင်းခွဲချမ်းကလေးတွေအသင်းလှုပ်ပေးထားတယ်နနဲ့စောစောဆိုရင်ကပ္ပိယကြီးကသူ့ဟာသူမီးပြိုရေနှွေးကြိုပြီးအသင်းဖြစ်နေပြီ ကိုရင်ကြီးတွေကနနဆောဆောအိယာဒုထရတဲ့ဒုက္ခကလွတ်သွားလို့ကပိယကြီးကိုခေမင်းကြည်ပြူကြပါတယ်။ဘိုးလင်းတို့ဟာเจ้าမကပိယဖြစ်တဲ့နေကလေးက၈ပါးသီလအမြဲစောင့်ပါတယ်။သူ့ကိုတကြောင်လုံးကရောရွာနီးချုပ်ဆက်ကပါလေးစားခေမင်းရတဲ့နေစာဒူဝတ်ကုသိုလ်တစ်ခုကိုလည်းအမြဲရှိပါတယ်။မိမိတို့အကြောင်းဝင်အတင်းမှာကရှေးကစောက်ခဲ့တယ် ကိုကန်းဆက်တခန်းចောင်းဝကြီးတဆောင်ရှိတယ်မိမိတို့ကိုရင်ဝတ်တော်အဲ့ဒီចောင်းကြီးရဲ့တက်တန်းက60ကျော်နေပြီလေပြင်းပြင်းတိုက်ခိုက်လိုက်ရင်ပြိုလဲမဲ့အခြေအနေရောက်နေပြီဖြစ်လို့ចောင်းကြီးရဲ့မြောက်ဖက်မှာចောင်းသစ်တဆောင်စောက်ထားတယ်အဲ့ဒီမှာပဲရှေးကပူဇော်ထားတဲ့စင်တူတော်ကြီးတွေကိုပါရွှေ့ပြောင်းပြီးအားလုံးနေကြပါတယ် ရွာကနေအကြောင်းကိုလာသူများအနေနဲ့ကျောင်းဟိုကြီးရဲ့ခြေရင်းပိုင်းကနေကျောင်းဆောင်တဲ့အထိအလျားလိုက်တရာလောက်နဲ့အနံခိုင်း20ကျော်လောက်ရှိတဲ့ကွက်လက်ကိုဖြတ်ပြီးလာကြရပါတယ်။တောင်ရမြောက်ရကူးတန်းသွားလာကြသူတွေလည်းဒီကွက်လက်ကပဲဖြတ်သွားကြရတာပါ။မိုးရင်ရောက်ပြီဆိုရင် မုံညင်းမြက်ပင်တွေနဲ့ စူပန်းနောင်းပင်စားတဲ့ပေါင်းပင်တွေပေါက်လေးရှိတယ်။ဝါရင်းဆိုရင်အဖိန်းနဲ့ညနေပိုင်းနဲ့ဥပုံနဲ့နနက်ပိုင်းနဲ့မှာ ကိုရင်ចောင်းသားတွေကဒီပေါင်းပင်တွေကိုရှင်းကြရလို့စော့ကစားချိန်နေကြတဲ့အတွက်အလွန်ကြီးကြတာပေါ့။ဘိုးလင်းတို့ကပိယအဖြစ်ရောက်လာပြီးကလေးကနနက်တစ်ချိန်ညနေတစ်ချိန်ဒီပေါင်းတော်ကြီးကိုတစ်နေ့တစ်ပိုင်းချင်းမှန်မှန်ရှင်းလို့ဥပုံနဲ့ရောက်ရင်ကွက်လက်ကရှင်းပြီးနေပြီ။ ဥပုပ်ထွက်နေရောက်တော့ပထမအစရှင်တဲ့နေရာကနေပြန်ဆရှင်တော့တာပဲဥပုပ်တစ်ပတ်နဲ့ကွက်လက်ရှင်ပြီးတာနဲ့ကကွက်တိပဲဘိုးလေးနှုတ်ပေါင်းထိုးတာနဲ့ပတ်သက်လို့လူတိုင်းအံ့ဩရတာတခုလည်းရှိသေးတယ်သူကတနေရာထိုင်လိုက်ပြီးရင်သူ့လက်နဲ့တကန်းမီယာပက်လေကိုလက်နဲ့အသေးချဆန်းပြီးပေါင်းတပင်မှမကျန်အောင်ထိုးတာ ပြီးရင်ပေါင်းမိုက်ကိုလက်နဲ့အသေးချာစုပြီးအပုံလေးလှုပ်ထားလိုက်တယ်။လက်တကန်းစာထိုးပြီးတိုင်းအဲ့လိုပုံထားတာဆိုတော့ သူပုံထားတဲ့ပေါင်းမိုက်ပုံကလေးတွေကရွယ်တူကလေးတွေအတန်းလိုက်လို့ဖြစ်နေတာကိုဒါကိုကြည့်ပြီးလူတိုင်းကအံ့ဩချီးကျူးကြတာပဲကပိယကြီးက နေ့တိုင်းလဲဥပုံစောက်တည်ထားတယ်ဆိုတာသိကြတော့ဖြတ်တော်ဖြက်လာတချို့ကညနေပိုင်းဆိုရင်ထန်းလျက်ခဲလေးတွေယူယူလာပြီးပေးကြလို့ညညကျသူ့နားလာတဲ့ကိုရင်တွေကိုတောင်သူကထန်းလျက်ခဲလေးတွေလှူနိုင်လိုက်သေးတယ် ကပိဟာကြီးဆုံးမသွားတဲ့အခါမှာလဲမှတ်မှတ်ရရပြောစမှတ်တွင်ခဲ့ပါတယ်သူ့ကိုတကြိုတဲ့အခါမှာယန္နီရဝေတာရင်နာရီအဆက်အသွယ်ရှိတဲ့အကြောင်းတွေကကျောင်းနိုင်ဆရာတော်ကြီးတွေကိုယ်တိုင်ကြောက်ရောက်ချင်းမြင်ကြသလိုတောင်ရမြောက်ရကလည်းအိမ်စစ်လူကုန်နီးပါလိုက်ပါပို့ဆောင်ကြပါတယ်လူကြီးတွေပြောကြတာကတော့သူတို့တသက်ဒါမှ တကြီးတို့မျက်နာကြီးတို့ဆိုတဲ့အာသူဘတွေမှာတောင်ကပိယကြီးရဲ့အာသူဘလောက်ထေကြီးဝါကြီးဆရာတော်တွေစုံတာနဲ့လူစီကားတာမျိုးတခါမှ မတွေ့ဘူးဘူးတဲ့ပုသောရေးနဲ့ပတ်သက်လို့ဟိုလိုဒီလိုစင်ကြေလက်ကြေတွေပေးတန်ကြရတိုင်းကပိယကြီးဘိုးလေးနှုတ်ကိုပဲအထူးတတိယမိပါတယ်စွမ်းနိုင်သမျှကြက်တီးဆောင်တဲ့ကြပါစီအလင်းနှန်းချာနဲ့၁၇ရက်၈လ၂၀၀၈ခုနှစ် မျိုးစည်းတို့ရဲ့လာရဒီတစ်ခေါက်မိမိပညာရေးနိုးတောက်ဆိုးခဲ့ရာတောင်မြို့အမရပူရတူမောင်းတိုက်ကိုရောက်တဲ့အခါမိမိတို့နေခဲ့စဉ်ကလိုစာတင်တိုက်ကို နီးစည်းစနစ်အခြေခံကြကြပြန်လဲတီထောင်ကြဖို့ကြိုးစားနေကြတာကိုသိလိုက်ရတော့အတော်လေးဝမ်းသာပီတိဖြစ်ခဲ့ပါတယ်ညာပိုင်းဖျားဝိပြုတ်ပြီးတဲ့အချိန်မှာစီမံကိန်းသစ်ရဲ့အကျိုးအဖြစ်နဲ့ ပုပ်ပမင်္ဂလာဩဝါဒစကားပြောပါဦးလို့တိုက်တွန်းကြလို့ပြောခဲ့ရသေးတယ်။မိမိကယခုပြောမဲ့စကားဟာဩဝါဒရယ်လို့မဟုတ်ပါဘူး။ဝန်သာစရာသတင်းကောင်းကိုကြားသိရတဲ့အတွက်အရှင်ဖျားတို့ကိုယ်တိုင်လည်းဝန်သာကြစေခြင်းလို့လို့ပြောမယ်အမှုမောဒနာစကားလေးပါလို့အစချီပြီးတော့မှအရှင်ဖျားတို့မျိုးဆက်ကလေးတွေအကြောင်းတတိထားမိ ကြမယ်ထင်ပါတယ်မျိုးစေးဆိုတာတမိုးကြုံတာနဲ့အချိန်မီသိလျော်တဲ့မြေမှာကြားရောက်ပြီးမိုးရင်နဲ့တွဲကြုံခွင်ရမှာပေါရောက်ရှင်သန်ကြီးရင်ပြီးအသီးအပွင့်နေနဲ့လဲဝေးစားမျိုးဆက်သစ်တွေလဲတိုးပွားနိုင်တာမျိုးတမိုးကြုံလျက်နဲ့စနစ်တကျပေါရောက်ခွင်မရကြဘူးဆိုရင်တော့ဒီမျိုးစေးဟာနှစ်ချို့နှစ်ဆွေးဖြစ်ပြီးနောက်တမိုးအတွက်မျိုးမဆက်နိုင်တော့ပဲတနက်စာချက်ပြုတ်စားခြင်းခံရတာ ဒါမှမဟုတ်အမိုက်ပုံထဲရောက်ပြီးမြေဆွေးပဲဖြစ်သွားရတာမျိုးဆိုတာလေအခုအရှင်ဖျားတော့တပည့်တော်တို့အပါဝင် အားလုံးမော်လေရခဲ့တဲ့လူဘွားကိုလည်းရကြုံရခဲ့တဲ့သာသနာနဲ့လည်းကြုံတွေ့ရုံမကဘူးအရှင်ဖျားတို့အားလုံးဟာ ပြုနိုင်ခဲ့တဲ့ရှင်ယဟန်အဖြစ်ကိုတောင်ရရှိထားကြတာဆိုတော့ဒါဟာနင်းနင်းနောနောအရေးချင်းမဟုတ်ပါဘူး ကံပါရမီတက်ခံအလွန်ကောင်းကြတယ်တကယ့်မျိုးစေ့ကောင်းစစ်စစ်တွေပါဒါကြောင့်အရှင်ဘုရားတို့ကိုကိုကိုအထင်သေးပြီးရှော့မတွေ့ကြပါနဲ့ဘသူမဆိုသူများကအထင်သေးလို့ဖိနှိမ်လို့နှိမ်ကြမသွားနိုင်ပါဘူးကိုကိုကို အထင်သေးရှော့တွက်ပြီးပေါပြက်ပြက်လောက်ကြရင်တော့နှိမ်ကြသွားမှတေးကြတယ်အခုလိုပင်ကိုပါရမီကံတက်ခံရှိတဲ့မျိုးစေ့ကောင်းတွေလည်းဖြစ်မြတ်စွာဘုရားရှင်ရဲ့သာသနာမြေကောင်းမှလည်းကြားရောက်ပြီးဒေသနာမိုး ွေလည်းရွာသွန်းဖြိုးနေစေဖြစ်တဲ့အခါကောင်းကြီးနဲ့ဂျုံမာလျက်နဲ့မှအောင်အောင်မြင်မြင်ပေါရောက်ရှင်တဲ့အောင်မစွမ်းနိုင်ကြဘူးဆိုရင်တော့ ကိုမျိုးစေးရဲ့လာရကို ကိုတိုင်သာခံမှန်းကြည့်ကြပြီးရောပဲမျိုးစေးနဲ့ပတ်သက်လို့အခြားသတိပြုစရာအချက်လည်းရှိသေးတယ်အရှင်မ ्या တို့လည်းတွေ့ဘူးနေကြပြီးသားပါဂွေတော်တို့ကြောင်းရှာတို့လိုလေတိုက်ရလွင့်မာနေတဲ့မျိုးစေးတွေလေလေထဲမှာလွင့်နေတော့ကတော့ကလေးတွေကပြေးလိုက်သူးလိုက်လက်နဲ့လှမ်းဆွဲသူဆွဲနဲ့ပြောစရာလိုလိုပေါ့နော် ဒါပေမဲ့သူတို့ရဲ့လားရာကိုကြည့်လိုက်ရင်တချို့မြေထဲချောင်းထဲမျောပါပြီးရေမျောကန်းတင်ကြားရပင်ပေါက်ဖြစ်တာကဖြစ်လေထဲရာထဲကြာရင်လဲထုံနဲ့တိုက်ပြီးအမိုက်ဖြစ်တဲ့မီးရှို့ခံရအိမ်ဝိုင်းကြောင်ဝိုင်းထဲရောက်လာရင်လဲဓမြစီနဲ့လှဲပြီးအမိုက်ပုံထဲရောက်ရဖြစ်သွားရတာလီ ပြီးတော့ဒီလိုလေလွင့်မျိုးစေ့တွေဆိုတာပေါရောက်ရှင်သန်လာပြန်ရင်လဲအနှစ်တည်နိုင်တဲ့အပင်မျိုးတွေမဟုတ်ကြဘူးအလားတူပါပဲစီးမဲ့ကမ်းမဲ့ထင်းသလိုသွားထင်းသလိုနေရတဲ့နေရာမျိုးမှာသာမွေးလျော်ကြသူတို့ဆိုတာဟာလဲအဲ့ဒီလိုလေလွင့်မျိုးစေ့ဘဝမျိုးပါ အားကြအတူယူစရာ မဟုတ်ပါဘူးတရားကြပြီးတန်ဝေကယူစရာမျိုးသာဖြစ်ပါတယ် အခုဆိုရင်တပီးတော်ရဲ့တူမောင်းတိုက်ကြီးကိုရှေးကားလိုအစင်လာကောင်းတဲ့စာတင်တိုက်ကြီးတစ်ခုဖြစ်ဖို့အတွက်စီကန်းနီလန်းတွေတက်မှတ်ဆောင်ရွက်ဖို့ကြီးတဲ့ပုံကူများက တိုင်ပင်စီစဉ်နေကြပါပြီ။ဒါဟာစာတင်သားများအတွက်အလွန်အရေးပါပြီ။အလွန်လဲဝမ်းသာဂုဏ်ယူရမယ့်ကိစ္စပါ။ တချို့ကတော့စီမင်းစည်းကမ်းဆိုတဲ့အတန်ကြားလိုက်ရရင်အနေထိုင်ကျင်းကျက်အောင်တဲ့အချုပ်ချယ်တွေလိုမှတ်ထင်ပြီးကြောင်းလန့်ငင်းဆန်တက်ကြတယ်ဒီလိုမဟုတ်ပါဘူးရောစရာတော်ဖျားကြီးမိန်ကြားသလိုပဲပဲစည်းကမ်းဆိုတာလူကိုချုပ်ချယ်နေတာမဟုတ်ဘူးလူရှုပ်တွေကိုဖယ်နေတာပါ ဒါဟာအရေးကြီးပါတယ်။တပင်တွေမာတောင်ကြည့်ပါလား။ငငယ်ကအရှုပ်ထွေး၊ဂိုင်းသေးဂိုင်းမွားတွေကိုဖယ်ရှားမပေးရင်ကြီးတဲ့အခါကောက်ကွေးရှုပ်ထွေးပြီးခြုံပုတ်တပင်ကြီးလို ဖြစ်သွားတာပဲ။ဂိုင်းတဲ့ဂိုင်းမွားတွေဆိုတာကလည်းကြီးလာရင် အမိုက်အဆွေးတွေအမျက်အဆွေးတွေပဲဖြစ်တတ်ကြရတာဆိုတော့ဒီအပင်မျိုးဟာထင်းအဖြစ်နဲ့ပဲညီကုန်းချုပ်ရတာမျိုးမဟုတ်လား။ဒါကြောင့်စီးကန်းတကြအုပ်ချုပ်ပြီးစနစ်တကြ တင်ကြားတယ်ဆိုတာမျိုးစေ့ကောင်းလေးတွေဖြစ်တဲ့အရှင်ဖျားတို့မိဆိုင်ခံရတဲ့ထင်းပင်လိုအဖြစ်မျိုးနဲ့ဘဝမဆုံးရအောင်စောင့်ရှောက်ပေးနေတာပဲဆိုတာကိုလည်းသဘောပေါက်ဝမ်းမြောက်စေချင်ပါတယ်။စီကံကောင်းနီလန်းကောင်းနဲ့စာတင်လိုက်တစ်ခုမှနေထိုင်တင်ကြားခဲ့တယ်ဆိုတာကြီးလာရင်သိအေးပါတာယဟန်ချင်းချင်းတွေးလိုက်လို့စကားဆက်မိကြတဲ့အခါစီကံနီလန်းတွေနဲ့အချိန်ဝါကြီးတဲ့တိုက်ကြီးတွေမှာနေခဲ့ရသူကပြောအားလဲရှိတယ်။ ကြားလိုက်ရသူကလည်းတိုက်တာနဲ့ဆရာသမားတွေရဲ့အချိန်ဝါကိုကြည့်ပြီးတော်တော်တန်တန်အထင်မသေးရဘူးမထင်မဲ့မြင် မပြုတ်ရတော့ဘူးတလေးတစားအတိမတ်ပြုတ်လာရတော့တာစီကံရှိတဲ့တိုက်တာနဲ့ဆရာသမားတို့ရဲ့ကျေးဇူးကအဲ့တလောက်ထိကြီးတယ်အဲ့တလောက်ထိလည်းအရေးပါပါတယ်မြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာကို မိန်ကြားတဲ့စကားလေးတစ်ခွန်းရှိပါတယ်ဖေဟာ။ အာနနာတင်းတပည့်သားတို့ဟာငါဖျားအပေါ်မှာမိတ်ဆွေကောင်းလို့သဘောထားပြီးကျင့်သုံးကြပါရန်သူလို့တော့သဘောထားပြီးမကျင့်သုံးလိုက်ကြပါနဲ့တဲ့ပါဠိလို့တော့မိတ္တဝတ္တယသမှုဒါစာရထ မာပတ္တဝထာရတဲ့ဒီစကားလေးကိုဒစိမ့်စိမ့်မှန်းပြီးနားထောင်ကြည့်ပါသုံးလောကထောထားတပညုဘုရားရှင်ကြီးတဆူရဲ့စကားမှဟုတ်ပါရဲ့လားလို့ထင်ရလောက်အောင်ကို ဖြောင်းပြတောင်းပန်နေတဲ့လေတန်ကလေးပေါ်မနေဘူးလားတပည့်တော်ဖြစ်တတ်တော်ထင်ရှားမြတ်စွာဘုရားရဲ့ ရှေးပေါက်မှာမဆိုထားနဲ့ရုပ်ပွားတာမျက်ရဲ့ရှေ့မှာတောင်ဒီစကားတန်လေးကိုတတိယလိုက်ရင်မျက်နာတော်ကိုရဲရဲမဖူးမြော်ရဲဘူးရှန်နိုးအာနာတလိုလိုမျက်နာပူတလိုလိုကြီးဖြည်းဖြည်းလာတယ်။ အရှင်ဖျားတို့သိကြတဲ့အတိုင်းပဲဘသူမဆိုခင်မင်နဲ့မိတ်ဆွေဆိုရင်ဘာပြောပြောသူပြောတာကိုမငင်းမဆန်လက်ခံရမှာပဲဘာလို့ပါအောင်ဆိုလဲဘလောက်ပင်ပန်းခက်ခဲပါစေစွမ်းနိုင်သမျှလှုပ်ကြတာကြီးပဲရန်သူဆိုရင်တော့သူဖြူရင် ကိုမဲဆိုသလိုထော်လော်ကန်းလန့်လှုပ်ကြတာမျိုးမဟုတ်လားဒါကြောင့်ဖျားရှင်ကငါဖျားပေါ်မှာ မိတ်ဆွေလိုသဘောထားကြပါကွာ ရန်သူလိုသဘောမထားကြပါနဲ့လို့ပြောတာတကယ်ကို အလွန်ကယူနာကြီးမားတဲ့တမားတော်ကြီးတဦးကယောဂပြင်းပြီးစေးညင်းနေတဲ့လူပမာလေးကို ဖြောင်းဖြတောင်းပန်နေတဲ့လေတံမျိုးနဲ့မတူပေဘူးလား ဒါကြောင့်လည်းဖျားရှင်ကို မဟာကရုဏာရှင်တော်ကြီးမဟာကရုဏီကောကျွမ်းကျင်လိမ္မာတဲ့တမတော်ကြီးမဟာဘိသက်ကောလို့ပြောကြတာဖြစ်မှာပေါ့ဏီကုံကျုပ်အနေနဲ့အရှင်ဖျားတော်ကို မြတ်စွာဘုရားရှင်မိန်ကြားတဲ့စကားကိုပဲယူပြီးတော့ပြောပြရစီ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ဆရာသမားတွေဆိုတာတက်ရှိမျိုးစေ့ကလေးတွေကိုဘီဇဓက်ခံရှိသလောက်အစွမ်းကုန်ရှင်သန်ပေါက်ရောက်ပြီးအပွင့်အသီးလေးတွေနဲ့ယဉ်ကြီးဝေစားနေတဲ့ဗရေသပင်ကြီးတွေလိုဖြစ်အောင်ဆိုတဲ့စေတနာမြတ်တာတန်တန်နဲ့စိုက်ပျိုးပေးနေကြတဲ့အနန္တခိုင်းဝင်ဥယျာဉ်မှုကြီးတွေပါအရှင်ဘုရားတို့အနေနဲ့နီးစနစ်တွေတတ် ှတ်ပြီးကြီးကျက်တင်ကြားညွှန်ပြတဲ့ဆရာသမားတွေအပေါ်မှာရန်သူလိုသဘောမထားကြပဲတကယ်မိတ်ဆွေကောင်ကလျာဏမိတ်ဒကြီးတွေလိုသဘောထားကျင့်သုံးတော်မူကြပါလို့တိုက်တွန်းရင်းဤကုန်းချုပ်လိုပါတယ်ဖះလို့လဲအဆုံးသက်လိုက်ရောအားလုံးပဲလှိုက်လဲဝမ်းမြောက်တဲ့အတန်းနဲ့ တာဓုတာဓုတာဓုသုံးချိန်ခေါ်တဲ့အတန်ဟာတကြားလုံးဟိထွက်လာလို့ကြားလိုက်ရလို့ကြားဘူးသမျှတာဓုခေါ်တန်တွေထဲမှာစက်တည်းအရှိဆုံးပဲလို့မှတ်ယူခံစားပြီးပီတိဖြစ်ခဲ့ရပါတယ်မျိုးစေ့ကောင်းကလေးများ မြေကောင်း မိုးကောင်းကြုံကြိုးနှကြပါစေအလင်းတန်းချာနေ၁၈ရက်၈လ၂၀၁၈ခုနှစ် နောက်တစ်ပိုင်းမှာပြန်ဆောင်ကြပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမမေဦးမိုးပါရှင်